ဒီတခါတော့ကောင်လေးတယောက်နဲ့သူ့တငယ်ချင်းတို့ဟာအမတ်မထင်ရှီဟောင်းမျိုးလေးတစ်မျိုးတည်းကိုရောက်သွားကြတယ်ဗျာသူတို့အံ့ဩသွားတာကတော့မျိုးထဲမှာအမျိုးသမီးတွေကြီးပဲရှိပြီးယောက်ျားတယောက်မှမရှိတာပဲဒီထက်ပိုဆန်းတာကညာတိုင်းအမျိုးသမီးတွေကကိုယ်အိမ်တကားဝမှာမိဘုံတွေချိန်ထားကြတယ်ယောက်ျားလေးခီးသွွားတယောက်ကအဲ့ဒီမိဘုံကိုဖြုတ်လိုက်တာနဲ့အိမ်ထဲဝင်လို့ရတယ်ဆိုပါတော့ဒီကောင်လေးကအိမ်ထဲကိုဝင်ဖူးတဲ့ခီးသွွားတယောက်ကိုသွားမေးကြည့်တာပေါ့အထက်ရောက်ရင်ဘာရီဖြစ်လဲဗျာဆိုတော့အဲ့ဒီခီးသွွား ဟာကမျက်နှာတစ်ခုလုံးကျေနပ်နေတဲ့ရုပ်နဲ့ဝင်လိုက်တာနဲ့မင်းဘယ်တော့မှပြန်မထွက်ချင်တော့ဘူးကွာလို့ပြန်ဖြေတယ်။ဒီစကားကိုကြားတော့ယောက်ျားလေးကတော်တော်ထူးဆန်းတယ်လို့ထင်ပေမဲ့သူ့တငယ်ချင်းကတော့ဆက်စုချင်းစိတ်ကိုမထိန်နိုင်တော့ဘူးဟော။ မိဘုံတလုံးကိုဆွဲဖြုတ်ပြီးအိမ်တအိမ်နဲ့တန်းဝင်သွားပါလေရောမကြခင်ပါပဲအိမ်ထဲကနေသူ့တငယ်ချင်းရဲ့ပျော်ရွှင်ပြီးညဉ့်ညူတန်းတွေထွက်လာတာပေါ့ဗျာဒါကိုကြားတော့ယောက်ျားလေးကလည်းဒီမျိုးသမီးတွေဟာအထူးဆန်းမျိုးသမီးတွေများလားဆိုပြီးတွေးမိတယ်ဆက်စုချင်တာနဲ့သူလဲဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်မျိုးတွေကအိမ်တွေမိဘုံတွေကလည်းအကုန်လုံးတူနေတော့သူလဲတလုံးကိုကြုံရဆွဲဖြုတ်လိုက်တယ်ဒါပေမဲ့အိမ်ထဲကိုဝင်ခါနီးမှပဲတယောက်ယောက်ကသူ့ကိုနောက်ကနေဆွဲလဲလိုက်တယ်လှည့်ကြည့်လိုက်တော့မှ အဲ့ဒီလူကိုမှတ်မိသွားတဲ့သူမျိုးကိုစရောက်တုန်းကလဲကြမလို့ဖြစ်တာကိုကူညီခဲ့ဘူးတဲ့မင်းကလေးဖြစ်နေတဲ့ကျေးဇူးဆက်တဲ့အနေနဲ့ဒီမင်းကလေးကသူ့ကိုလာတတိပေးတာပေါ့တွေးဆောင်တာကိုလုံးဝမခံပါနဲ့ခြံတကားကိုတုံးမဖွင့်လိုက်ပါနဲ့မဟုတ်ရင်နောက်ဆက်တွဲပြဿနာတွေမင်းခံရလိမ့်မယ်လို့ပြောလိုက်တဲ့ဒီစကားကြတော့ယောက်ျားလေးလည်းလမ်းဖြတ်ပြီးမိဘုံကိုချက်ချင်းပြန်ချိတ်လိုက်တယ်ပြီးတော့တကယ်တော့ဒီမျိုးရဲ့လှုပ်ဝက်ချက်အမှန်ကဘာလဲလို့မင်းကလေးကိုမေးကြည့်တယ်ဒါပေမဲ့မင်းကလေးကထပ်တတိပေးတာက မတော်တဆခြံဝင်းနဲ့ဝင်မိရင်တော့အိမ်ထဲကလူတွေပြောတဲ့စကားကိုလုံးဝနားမထောင်နဲ့တဲ့ဒီလိုပြောပြီးတော့သူမကအမြန်ထွက်သွားတယ်ဒီတော့ယောက်ျားလေးကပူပြီးတော့ရှုပ်ထွေးသွားတာပေါ့အဲ့ဒီအချိန်မှာပဲဘေးအိမ်ကတကားပွင့်လာပြီးအရန်လှပတဲ့အမျိုးသမီးတစ်ယောက်ထွက်လာတယ်သူမရဲ့မျက်လုံးတစ်ချက်ကြည့်လိုက်တာနဲ့ယောက်ျားလေးကိုချက်ချင်းဆွဲဆောင်လိုက်ပြီးခုနကမင်းကလေးရဲ့တတိပိစကားကိုမေ့သွားစေတယ်သူမိဘုံကိုဖြုတ်ချပြီးသူမနောက်ကိုမလိုက်ဖဲမနေနိုင်တော့ဘူးဒါပေမဲ့ခြံဝင်းနဲ့ကိုဝင်လိုက်တာနဲ့မထင်မှ တပည့်အမျိုးသမီးကပြက်ကွယ်သွားတဲ့ခြံထဲမှာကြံခဲ့တာကဒူမခုနကမှချွတ်ချထားတဲ့အဝိစားတွေပဲရှိတော့တယ်။အဲ့ဒီကြမှာယောက်ျားလေးကတတိပြန်ဝင်လာပြီးမိန်းကလေးရဲ့တတိပေးချက်ကိုပြန်တတိရလိုက်တဲ့ချက်ချင်းကြောက်လန့်ပြီးထွက်ပြေးကျင်ပေမဲ့အဲ့ဒီအချိန်မှာအိမ်ထဲကအမျိုးသမီးကသူ့ကိုဝင်လာဖို့လှမ်းခေါ်လိုက်တဲ့ယောက်ျားလေးကမသိစိတ်နဲ့ကောင်းလက်ကြည့်လိုက်တော့မိရောက်အောင်မှာမြင်နေရတဲ့ဒူမရဲ့ဆွဲဆောင်မှုရှိတဲ့ပုံတံကသူ့ကိုချက်ချင်းဖမ်းဆီးလိုက်ပြီးသူ့လဲတကားကိုမလွန်ဆန်နိုင်ပဲတွန်းဖွင့်လိုက်ပါတော့တယ်။အာ